ီကောက်မိကုန်းလေးရတော့ဗောနော်ဒါမိခင်တယောက်ကသူကကိုဝင်ဆောင်တယ်ကိုဝင်ဆောင်ပြီးတော့ကလေးမွေးဖွားတယ်ဗောနော်ကလေးမွေးဖွားတဲ့အချိန်မှာသူစပြီးတော့ note တိုက်ရတယ်ဗောနော် note တိုက်တော့မိခင်ကသူစိုးရင်နေဗောနော် note ထွက်ဒီမကောင်းမအောင်သူစိုးရင်အဲ့ခါကျတော့ note ထွက်ကောင်းအောင်လို့ဗောနော်ဘလို့စားစာတွေကိုတဲ့စားပေးရမလဲကိုဝင်ဆောင်ပြီးွားတဲ့ကာလာဗောနော်ရင်သွေးငယ်လေးကိုအောင်ကြီးစွာမွေးဖွားနိုင်ပြီးတော့မိမိရိစိတ်ပူတဲ့နောက်ထပ် အဲတန်းတန်းမာရဲ့ပြဿနာတစ်ခုပါမိုးထွက်ကောင်းချင်ကြတာပေါ့နော်အဲ့တော့ဆန်မရဲ့ဘလို့အစားအသောက်ဒေးစားရင်မိုးပိုထွက်မလဲမိုးပိုထွက်အောင်ဘာတွေကိုပိုစားယူဘာတွေကိုမရှောင်ရမလဲဆိုတာကိုတော်တော်များများသိကျင်တယ်အထူးသဖြင့် memory ရောအဲနောက်တစ်ခုကကြာဖွားဖွားတွေကိုဖြစ်ချင်းချင်းကြရတယ်နော်တချို့နေရီနဲ့ဒီဟိုမြန်မာပြည်ရဲ့တချို့အရက်ဒေတာမှာဆိုရင်လေအယူဆအမှားယူနေရှိရဲ့အဲဟင်းကားပဲတောက်ရမယ်ဟိုနော်ငါ၆ဖုန်းနဲ့ထမင်းမဲ့စားရမယ်အဲ့ဒါမှကိုယ်စားအမေရမိုးထွက်ကောင်းအမေနောက်ပြီးရင်ဒီအာ ဘယ်လိုပြောရလဲ no mouth လို့ပုံစံမျိုးတွေပဲတောက်မှတခြားအရာမစားရဘူးဆိုပြီးတော့ကန့်သက်ကြတယ်တကယ်တမ်းတော့အဲ့ဒီအယူအဆမှားတယ်ပေါ့နော်။ဟိုဘယ်အစားအသောက်ကိုမှအထူးတက်လေကိုဝင်ဆောင်မေမေကရှောင်ရမယ်ဆိုတာတော့မရှိဘူး။ဒါပေမဲ့တချို့ချွင်းချက်လေးတော့ကျွန်မနောက်ပိုင်းမှာတော့ပြောသွားပေးမယ်ပေါ့နော်။အဲ့တော့အရင်ဆုံးဒီ노트ဘတ်ကအောင်ဘယ်လိုစားရမလဲဆိုတော့အရင်မပြောခင်မိခင်ကိုကြောင့်အရင်ပြောချင်တယ်။မိခင်တို့ကျွန်မတို့100 ml ပေါ့နော်။100 ml ထွက်ဖို့အတွက်တဲ့ကိုဝင်ဆောင်မေမေတယောက်က85 kg ကိုသူကလိုအပ်တယ်။အဲ့တော့ကျွန်မတို့ဒီကိုဝင်ဆောင် ကာလတစ်လျှောက်မှာအနည်းဆုံးကယ်လိုရီ2000စားရတဲ့မိမိတို့ကငိုးထွက်ကောင်းဆိုရင်ကိုဝေစာတို့ပြီးွားတဲ့နောက်ပိုင်းငိုးတိုက်စင်ကာလမှာပုံပြီးတော့ကယ်လိုရီလိုအပ်တာကိုအရင်ပြောချင်တယ်ပေါ့အဲဒါကြောင့်မို့အစားအသောက်ဝယ်ချက်လို့လည်းပြောချင်တာပါဆိုဒီ note 100ml ထွက်ဖို့85 calorie သွားရတဲ့အတွက်ကြောင့်လို့ဝေးဖွားပြီးပထမ6လအတွင်းမှာမိခင်တို့ပမာဏက850 ml ကိုထွက်နေရစရာ အဲ့တော့ကြောင့်ကျွန်တော်ခွာပြရတဲ့100 ml အတွက်ကို85 calorie အနည်းဆုံးလိုရဆိုလို့ရှိရင်ဒီ note ရေပေါ့နော်900နဲ့850အတွက်ကိုအနည်းဆုံး calorie က600လောက်လိုနေရစရာအဲ့တော့ adding calorie ထားရတော့ကိုအဲ့ဒါကြောင့်မို့တိုးစားမှသာလေ note ကကောက်ကောက်ထွက်မှာအဲ့တော့ပြောင်းမြန် short စားအစာချောင်စားတော့ဒီ note ထွက်ဖို့ energy ဆိုတဲ့ calorie မရှိတော့ note ကဘယ်လိုထွက်မလဲစရာအဲ့တော့ဒီမှာဆုံးအရေးကြီးတဲ့အချက်ပဲပြီးရင်ဒီဒီ note ကမိခင် note ကပေါ့နော်ကလေးအသက်6လအနေတစ်နှစ်အတွင်းမှာ600 ml ပေါ့နော် နောက်ပြီးရအခလေးအသက်တစ်နှစ်ကနေနည်းနည်းထိကို550 950 ml ထိထွက်တဲ့တော့ကြောင့်မို့အဲမိခင်တို့အသက်ခလေးသက်နှစ်နှစ်ထိတိုက်မဲ့မိခင်တွေအတွက်ကအနည်းဆုံးကယ်လိုရီကို900နေ600ပိုဆောင်စားဖို့လိုတယ်အဲ့တော့ကိုဝင်စားကာလမှာကယ်လိုရီ2000စားရမယ်မိရနိုးတိုက်မယ်မိခင်တို့တိုက်မယ်ဆိုလို့ရှိရင်အနည်းဆုံးကယ်လိုရီ2000ကနေ3000လောက်စားဖို့အကြံပေးခြင်းနဲ့အဲ့လောက်မပြအောင်စားရင်တော့ဒီမိခင်တို့ကဘယ်မှမထွက်မှာမဟုတ်ဘူးအဲ့မှာမှဒီမျိုးတွေမှာပါဝင်တဲ့ပစ္စည်းကိုရှင်းပြခြင်းနဲ့ ဒီညို့ကိုကျွန်မမိခင်ညို့ကိုခွဲခြားစိတ်ပြရတဲ့အချိန်မှာမိခင်ညို့ထဲမှာကာဘိုဟိုက်ဒရိတ်ဆိုတဲ့လက်တိုးစ်ပေါ့ညို့တကြားပင်မအခြင်းမြစ်ဖြစ်တယ်အဲ့တော့ဒီညို့တကြားကိုရရှိမှုအတွက်မိမိတွေကတစီတွက်ကြွယ်ဝတဲ့ထမင်းတွေအာလူတွေထမင်းမကြိုက်တဲ့မိမိဆိုခေါက်ဆွဲတွေကြာစံတွေ ပါမုတ်ဒီစားပေးမှရမယ်ဆရာဟုတ်အဲ့တော့ထမင်းနဲ့တကယ်တမ်းရှော့စားကြမလို့တကယ်တမ်းဒီ lactose ရဲ့ပင်မအရင်းကြီးကထမင်းဖြစ်ရတဲ့ကြောင့်မလို့ energy လည်းများများလိုတယ်ချို့မိမိဆိုလို့တိုက်ပေးအရန်စားဝါးရနေဆရာအဲ့တော့ကြောင့်မလို့ energy supply ဖြစ်ဖို့အတွက်တစီရတော့ကအစားအသောက်တွေစားပေးရမယ်အဲ့ဒီပြေအောင်မှာကျမတို့မိခင်တို့တိုက်တဲ့မိမိတွေမှာတဲ့အသားဓာတ်ကအတတ်တဲ့အပူဆောင်25 gram ထပ်စားဖို့လိုအပ်တယ် တော့25ဂရမ်ကိုဆရာမြင်သာကိုရှင်းပြရရင်ကြက်ပေါင်ကြက်ပေါင်မှာအသားနဲ့စက်ခွင်လေးကိုပြန်ပါရတဲ့အတွက်ကြောင့်လို့အနည်းဆုံး CP size ဆိုလို့ရှိရင်ကြက်ပေါင်ဆိုတော့ကျွဲကြက်ရင်မို့ဆိုရင်လက်တပြားစာကြက်ဥဆိုလို့ရှိရင်၃လုံးအဲ့တော့အသက်တွေကိုကိုစားနေတဲ့အသားဓာတ်မှာမှဖက်ပြီးတော့တိုးဆောင်ပေးဖို့စားပေးဖို့လိုတယ်ဆရာ။ဟုတ်တော်တော်စားရတာပဲနော်။နောက်ပြီးအရေးကြီးတာနောက်ထပ်အစာအုပ်စုကနေမိခင်တို့ထဲမှာ အမေမေရေအရန်ကိုခလေးရဲ့ကိုယ့်ရဲ့ခလေးကိုညရေးညသွေးထမြတ်ခြင်းနဲ့ဆိုလို့ရှိရင် omega 3တွေ omega 6တွေအဲတိုက်ချင်ကြတာဒါပေမဲ့မိခင်တို့မှာအဲ omega 3 omega 6ကအရင်မြင့်ပါဆရာဒါပေမဲ့ဒါပေမဲ့မေမေကအဲ omega 3အရင်မြင့်ပါတဲ့အစားအသောက်တွေအစားပေးဖို့လိုတယ်အဲ့တော့ omega 3ကောင်းမွန်တဲ့အစီအိုဘယ်တွေရနိုင်ရမလဲဆိုတော့အစီများတဲ့ပင်သင်္ကာရီရရမယ်အဲ့တော့ငါချင်းတို့ငမင်းတို့စာနင်းတို့မက်ဂရက်လာတို့ဒါတွေစားမှာကိုယ်ခလေးကိုညရေးထမြတ်စေခြင်းနဲ့ omega 3တွေ ဖြစ်မဲ့မိခင်တို့ကိုကောင်းကောင်းမွန်မွန်ထွက်နိုင်မှာဟုတ်ကဲ့ဆရာအဲ့ဒီတေယောမှာဒီ no die စင်ကာလာတွင်မှာတဲ့ကိုဝင်ဆောင်အချိန်နဲ့မတူတော့ဘဲနဲ့ဒီ no die ကာလာမှာအရင်ကြီးပုံမူပြီးလိုအပ်တဲ့အာဟာရဓာတ်တွေအသေးစားအာဟာရဓာတ်တွေရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ vitamin B12 ပါဆရာ B12 ကကြတော့ဒီသွေးနေဦးဖွဲ့စည်းတိဆောက်ရေးတွေ iron တွေမှာပါတော့ကြောင့်မလို့ vitamin B12 ပါဝင်တဲ့ အနည်းအောင်ရှိရတာတွေစားပေးဖို့လိုတယ်အဲ့တော့သူ့ရအနည်းအောင်သားလို့စားနေတော့ငိုတိုင်းရှောက်ကြတယ်အဲ့တော့သူ့ရတွေကနည်းအဲ့လိုတွေဖြစ်တာပေါ့နော်နောက်တစ်ခု IOD နဲ့ခိုးလို့ဆိုတာလေကလေးရဲ့ငယ်ရင်ဖွံ့ဖြိုးတွဲလိုအပ်တဲ့ဟာတွေကကြောက်ဝဲဝအနှစ်တွေပင်လေစာတွေနောက်နှုတ်နှုတ်ဖြည့်စီမှာလည်းပါတယ်နောက်တစ်ခုကကြတော့ ဗီတာမင် A နဲ့ဗီတာမင် C ရဆိုလို့ရှိရင်လည်း노ဒိုက်မီရေတွေမှာပုံပုံလိုအပ်တဲ့အာဟာရဓာတ်ဖြစ်တဲ့တို့ကြောင့်မို့မလာအုံကြီးတို့ရွှေဖြူလီတို့မာလကာသီးတို့ဗီတာမင် C တွေဝါတဲ့ယာတိပေါ်အသီးတွေကိုလည်းစုံစုံလင်လင်စားပေးဖို့လိုပါတယ်ဆရာ။ခုကကျွန်မပြောတဲ့အစာအုပ်စုတွေအားလုံးကိုကျွန်တော်တို့တိတိကျကျလေးစုံမြောင်စားမယ်ဆိုရင်မိမိတွေဟိုဘာမှအခုနားထောင်တာတကယ်တော့ဘာမှရှောက်ရမလို့။ဟုတ်။ဒါပေမဲ့အဲကဖိန်းပေါ့နော်ကဖိန်းကဒီနို့ထဲမှာအနေငယ်ပါနိုင်ရတဲ့ကြောင့်မလို့ကဖိန်းပါတဲ့ကော်ဖီတွေလက်ဖက်ရည်တွေအင်အားဖြည့်အချိုရည်တို့တော့ ဒီမိုးတိုင်းမိခင်တယောက်ကနည်းနည်းလေးတော့တတိထားပြီးတော့တောက်ဖို့လိုပါတယ်။ဒါဆိုကက်ဖိန်းနဲ့အလင်းများကလည်းမိခင်တို့ကနေတစ်စိတ်အာဒီရင်သွေးငယ်စီကိုရောက်နိုင်တဲ့အတွက်ကြောင့်မလို့ရင်သွေးငယ်ရရပတ်အဲ့လိုပုံမှန်တဲ့အိမ်မမျိုးတော့ပါဆိုတော့အိမ်မမေကကက်ဖိန်းပါတယ် drinks တွေပေါ့နော်အချိုရည်တွေ coffee ရောနည်းနည်းတော့ရှော့တောက်ဖို့လိုတယ်။ပြီးရင်မိခင်တို့ရဲ့အများစု85ရာခိုင်နှုန်းကရှည်တတ်ပေါ့နော်ရှည်တတ်ဆိုတော့မိမိကမိုးတိုက်ပြီးွားရင်ရှည်တတ်ပြီးွားနေဖို့လိုတယ်။အဲ့တော့မိခင်တို့တိုက်ပြီးွားတဲ့ တခြားမှာမိမိကရေကိုအနည်းဆုံးတစ်ဖက်ခွန်းနှစ်ဖက်ဖက်တော့အနည်းငယ်တောက်ပေးမှသာနေကျွန်တော်တို့ဒီမိခင်တို့ထောက်ဖို့အတွက်ရေဓာတ်ကောအာဟာရဓာတ်တွေရောပြေဝစွာလုံလောက်စွာရရှိမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုလိုပြောပါတော့ဝေဖားပြီးတဲ့မိခင်တယောက်အနေနဲ့ကိုယ့်ရဲ့ရင်သွင်းငယ်ကိုလို့ဘလို့ကောင်းကောင်းတိုက်ရမလဲဆိုတာကိုအဲဘုံတို့တိုက်အောင်ရှင်းပြပေးတော့တော်တော်ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ်တွေကနေကြည့်ရှုနေတဲ့ note time memory လေးပေါ့နော်ကျမတို့ note ထွက်ကောင်းချင်တယ် note ထွက်ကောင်းအောင်ဘလို့အစားအစာတွေကိုစားရမလဲဆိုတာကိုဒီအစီအစဉ်ကနေတစ်ဆက်ကြည့်ရှုပြီးတော့ပူးတူတာတွေအများကြီးရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်